ိမ်မက်ဆိုတာမျိုးကကိုထိန်ချုံလို့ရတာမဟုတ်တဲ့အတွက်သူမချင်တာမှန်ပါပါအိမ်မက်တွေကတိတ်ပတ်နေပေမှာခူးတက်တိဖြည့်ရှင်းရခက်တဲ့ပုံစံတွေဖြစ်နေတော့မှာပဲအိမ်မက်ထဲမှာပျော်စရာတွေဝမ်းနည်းစရာတွေကြောက်စရာတွေအကုန်ကြုံရနိုင်ပါတယ်ဒီလိုပဲလေးဆက်ဆန်တဲ့အိမ်မက်တွေလည်းမတ်တက်ပါသေးရဲ့ဒါကြောင့်ဒီပြိုလေးထဲမှာရောဘာကြောင့်လေးဆက်ဆန်တဲ့အိမ်မက်တွေမတ်ရတာလဲဆိုတာကိုပြပြပေးသားပါပဲဖြစ်ပါတယ်ရှင်ဗီဒီယိုတင်မစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပါသေးရဲ့ subscribe လုပ်ပြီးတော့ဗေးနာအမှုတွေလည်းဖြည့်ပေးပါအောင်ရှင် ူတယောက်ကတညောင်းနှစ်နာရီလောက်အိမ်မက်မတ်တကြပါတယ်။ဒါပေမဲ့အများစုကမမှတ်မိကြပါဘူး။ပလိန်ဆက်ဆန်တဲ့အိမ်မက်တွေကလည်းဒီအိမ်မက်တွေထဲကတစ်ခုပါပဲ။လူတိုင်းမမတ်တကြအောင်ဆိုရင်မက်မကြတဲ့သူကလည်းမနှဲလာပါဘူး။လိန်ဆက်ဆန်တဲ့အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့လေးလာချက်တွေရှိနေပေမဲ့ဒါတွေကဘာလို့မတ်တာလဲ၊ဘာအတိပဲလဲဆိုတာကိုတော့အခုတတိသေးချာမသိကြသေးပါဘူး။တချို့ TOD တွေမှာလူသားတွေဖြစ်နေအောင်မတ်တယ်လို့ပြောကြပါဗါတယ်။တချို့ကြတော့လေဒါကအုံနောက်ကသူသိမ်းထားတဲ့မှတ်ညာအပိုင်းအစာတွေကိုဆက်ချင်တယ်လို့ဆက်တာ ဒါမှမဟုတ်ဖြစ်နိုင်တာတွေကိုမက်ပြတာလို့ဆိုပါရယ်တချို့ကြပြန်တော့လေဒါကခံစားနေရတဲ့စိတ်ဒဏ်ရာတွေစိတ်ပီစီမှုတွေကိုကျော်လွန်ဖို့အတွက်ခန္ဓာကိုယ်ကတုတ်ပြန်တဲ့နီလန်းတစ်ခုဖြစ်တယ်လို့ပြောကြပါရယ်လိင်ဆက်ဆန်တဲ့အိမ်မက်တွေမက်နေတာကပုံမှန်ဟုတ်ရဲ့လားဆိုရင်တော့လိင်ဆက်ဆန်တဲ့အိမ်မက်မက်တယ်လို့ဘယ်သူမှထုတ်ဖော်မပြောကြတဲ့အတွက်ကိုယ်ပဲဖြစ်နေရတာလိင်စိတ်တွေတအားဖြစ်နေရလားလို့ထင်မိစရာရှိပါတယ်လိင်ဆက်ဆန်တဲ့အိမ်မက်တွေမက်တာကပုံမှန်ပါပဲเนาะ90ရာခိုင်နှုန်းလောက်ကဘဝမှာတစ်ခါလောက်လိင်ဆက်ဆန်တဲ့အိမ်မက်ကိုမက်ဘူး ကြပါရဲ့အိမ်မက်ဆိုတဲ့အတိုင်းပဲမက်ချင်လာမက်တာဖြစ်တဲ့အတွက်အိမ်မက်ထဲမှာကိုယ့်ရဲ့အထက်လူကြီးဒါမှမဟုတ်ကိုယ့်တငယ်ချင်းနဲ့လိင်ဆက်ဆန်အောင်မက်ချင်လဲမက်ပါပါဒီလိုမျိုးမက်လိုက်လို့သူတို့အပေါ်မှာတခုခုခံစားချက်ရှိနေတယ်လို့ပြောလို့မရပါဘူးအိမ်မက်တွေကိုကိုမအထင်ကျုံလို့မရတာနော်ဒီလိုအိမ်မက်တွေကကိုနဲ့ရင်းနှီးတဲ့သူတွေနဲ့မက်တတ်တာများပါရဲ့ဒါကလည်းမထူးဆန်းပါဘူးခဏခဏတွေ့တဲ့သူတွေနေ့စဉ်ပြောဆိုဆက်ဆံနေတဲ့သူတွေကအိမ်မက်ထဲကိုရောက်လာတတ်တာသဘာဝပါပဲဒါကြောင့်လိင်ဆက်ဆန်တဲ့အိမ်မက်တွေမက်တာနဲ့ပဲပတ်သက်ပြီးတော့ကို ို့ကိုကိုပုံမှန်မဟုတ်ဘူးလို့မထင်သင့်ပါဘူးနော်။နေဆက်ဆက်နဲ့အိမ်မက်တွေကထူးခြားတဲ့အတိတ်ပဲရှိသလားဆိုရင်တော့ပြင်ပမှာတော့အိမ်မက်တွေနဲ့ပတ်သက်ပြီးအစွဲတွေအယူအဆတွေရှိနိုင်ပါတဲ့။တိတ်ပဲပြင်ရရမှာတော့လိန်ဆက်ဆက်နဲ့အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့လေးလာနေဆဲပဲဖြစ်ပါရဲ့။ ီလိုဖြစ်ရတာကလည်းအိမ်မက်တွေကိုမတ်တဲ့သူကပြန်ပြောပြရတာဖြစ်ပြီးတော့အများစုကလည်းတည်တည်ဆဲဆဲမမှတ်မိကြပါဘူး။ဒါကြောင့်နေဆက်ဆက်တဲ့အိမ်မက်တွေကတခုခုညှိုးဆို့နေတယ်လို့ပြောဖို့ကခက်ခဲပါတယ်။ဘလို့လိမ့်ဆက်ဆက်တဲ့အိမ်မက်မျိုးတွေမတ်တဲ့တလဲဆိုရင်တော့အိမ်မက်ထဲမှာလိမ့်ဆက်ဆန်တာအပြင်နန်းရှုပ်တာအာတာဖီတာစတာတွေလည်းမတ်တတ်ပါသေးရဲ့။အများစုမတ်တဲ့အိမ်မက်တွေကတော့ရီးစားဟောင်းနဲ့အတူနေတာကိုမတိတဲ့ဒစိမ့်နဲ့အတူနေတာကိုကဖောက်ပြန်နေရလို့မတ်တာအထက်လူကြီးနဲ့မတ်တာတွေဖြစ်တတ်ပါရဲ့။ကိုတတိအထ ထက်အရာရှိရင်လည်းအတူနေရလို့မှတ်တာကသူတို့နဲ့နေတိုင်းအတူအလုပ်လုပ်နေရတာသူတို့စီကတခုခုအခွင့်ပြုချက်တောင်းစရာရှိတာသူတို့နဲ့အလုပ်လုပ်ရတာစိတ်ပီစီပြီးတော့အချိန်တိုင်းသူတို့အကြောင်းဝယ်တွေးနေရရင်ဖြစ်တတ်ပါတယ်လို့ဆိုပါတယ်ဒါတွေအပြင်ဆွေမျိုးသားချင်းတွေနဲ့အတူနေတာလိင်တူဆက်ဆံတာလူအများကြီးနဲ့ဆက်ဆံတာစသဖြင့်မျိုးစုံမတ်တပ်ပါသေးတယ်အိမ်မက်တွေကထိန်းချုပ်လို့မရတဲ့အတွက်သူမချင်ရမှတ်ပါပါဒါတွေကိုလက်တွေ့ဘဝတည်းအထိခေါ်လာပြီးတော့မခံစားဖို့လိုအပ်ပါတယ်ရှင်အများစုကအကြာကြီးနေမှာတစ်ခါ မှတ်တက်ကြတဲ့အတွက်ပြီးရင်မိမိပြပြဖြစ်သွားတတ်ကြပါတယ်။ဒါပေမဲ့ခဏခဏမှတ်နေမယ်ဆိုရင်ဒီလိုအိမ်မက်တွေကြောင့်စိတ်အနှောက်အယှက်ဖြစ်နေရတယ်ဆိုရင်တော့စိတ်ကျန်းမာရေးပညာရှင်နဲ့ဆွေးနွေးတင်ပါရရှင်။လိန်ဆန်းဆန်တဲ့အိမ်မက်တွေမှတ်တက်တာကပုံမှန်ပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုယ်ထူးဆန်းတယ်လို့မတွေးလိုက်ပါနဲ့နော်။အိမ်မက်တွေကလက်တွေ့ဘဝမှာတည်ရမှုမရှိရတဲ့အတကြောင့်မို့လို့ပြင်ပဘဝအထိလိုက်မခံစားပဲနဲ့အိမ်မက်ထင်မှာပဲထားခဲ့ဖို့အတွက်အကြံပေးပါရစေရှင်။ညီမရီတို့လို့အဆုံးလိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောရှင်။